ဒီဆရာဝန်နဲ့လူနာဆိုတာကကျမတို့ပြည်သူစေယုံနေကျမတို့နေတွေကိုကျမမပြောပါဘူးเนาะပြည်သူစေယုံနေရဆရာဝန်နေဆိုတာအလကားကြည့်ပေးရလို့ဘာလို့ညာလို့ဒါထားလိုက်တော့လူနာတွေများလုံးအချင်းလို့လူတွေပြောက်တော့မလို့စိတ်မရှိလို့မလို့ဆိုထားလိုက်တော့အပြင်စေကန်းနေမှာထိုင်နေဆရာဝန်နေကလူနာနဲ့သူတို့နဲ့ဒီစီးပွားရေးဆက်ဆက်မှုပဲရှိတယ် ဒီလူနာလာကြည့်ရင်ဆိုတာသူတို့ရဲ့ business ကိုလာလောက်တာသူတို့ရဲ့အတံမွေးဝမ်းကြောင်းသူတို့စီးစိမ်ဥစ္စာတိုးပွားဖို့သူတို့ပတ်စံရဖို့အတွက်ကိုလာကြည့်တာလူနာတယောက်ကြည့်ရင်ပတ်စံဘလောက်ဆိုလဲအခကြီးဝင်နေလာကြည့်တာအဲ့တော့ပတ်စံယူထားရင်ယူထားတဲ့ပတ်စံအတိုင်း service ပြန်ပေးရမယ်အလကားမတင်ကြည့်ပြီးတာမဟုတ်ဘူးချီမိုးဟောက်ဟန်းအထင်သေးပြီးတော့မှဆက်ဆံစရာအကြောင်းမရှိဘူးစီးပွားရေးအမြင်နဲ့ကြည့်ကြည့်လိုက်ဟုတ်လားကျမတို့ကအထူးကုဈေးကမ်းကြီးတွေသွားတယ်အထူးကုဈေးကမ်းကြီးတွေကိုသွားပြီးတော့မှကျမတို့တွေကပါတဘူးကြီးတွေနဲ့ပြရတယ်အဆင်အဝင်တွေနဲ့ပြရတယ်အလကားပြရတာလားကျမတို့ပတ်စံပေးပြရတာလေ ပတ်စံပေးပြရတယ်ဆိုနေဟာစီးပွားရေးရာ gift and date ဖြစ်သွားပြီငွေကြေးစီးစင်းသွားပြီငွေကြေးစီးစင်းသွားပြီးသွားရင်သူ့စီကပတ်စံယူထားရင်သူ့ကို service ကောင်းကောင်းပေးရမယ်ဟုတ်လားကျေးဇူးရှင်မဟုတ်ဘူးပတ်စံယူလိုက်ပြီဆိုနေဟာကျေးဇူးရှင်မဟုတ်ဘူး gift and date ဖြစ်သွားပြီဒါဆိုရင်သူ့ပတ်စံယူထားရင်သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမယ်တောင်းရင်ရှိတယ်လေအဲ့ဒါကိုတခါတည်းမသိရင်ပဲကျေးဇူးရှင်ကြီးတွေလားမသိရင်ပဲသူတို့သားလေးတလောခါလုံးမှာပညာတတ်တခါတည်းကိုဟောက်ဟမ်းပြီးတော့မှလေဟာအထင်နေသိပြီးတော့မှဆက်ဆံပြီးတော့မှနောက်တခါအချိန်မလေးစားတာ စည်းကမ်းပေါင်းစုံတွေကိုလှည့်ပတ်ထိုင်ပြီးတော့မှပတ်စံရှားရတာဆိုတဲ့ခါကြတော့တခါတည်းကိုလင်းအချိန်ကိုမလင်းစားတာအချိန်ကိုမလင်းစားတဲ့ခါကြတော့လူနာတနာကြီးလို့ချိန်လိုက်တယ်၃နိုင်လည်းရောက်မလား၄နိုင်လည်းရောက်မလားလူနာဝေဒနာဖြစ်တာတမျိုးဒီ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 ပတောင်းတတာမဖြစ်တဲ့နေရာမှာသူတို့ကိုတခါလေးကိုအချိန်လေးကိုပေးပြီးနေကုန်နေကန်းစောင့်နေရတာတမျိုး90%မြန်မာပြည်ဆေးလောကနဲ့ဆရာဝန်တွေအတိုင်းပဲ90%ရောက်ခိုင်းတော့ကျန်တဲ့10%ဆရာဝန်တွေအကုန်လုံးတော့ respect ကြံတဲ့60ရာခိုင်နှုန်းဆင်ယဝင်းနေဟာအဲ့အတိုင်းပဲလူနာပေါ်မှာမချေမငန်ဆက်ဆံနေလူနာပေါ်မှာမောက်မာတယ်နော်နတ်သမားတွေဆင်ယဝင်းတွေနောက်ဆုံးကုံကုံပြောရင်အိမ်ဆေးရုံနဲ့ပတ်သက်တဲ့သူတွေအကုန်လုံးပဲဒီဆေးရုံဆေးကန်းတွေကိုလူတွေကပျော်လို့လာတာမဟုတ်ဘူး GIA ဒီကလာမရှိဘူးနော်ဟိုဈေးကွက်ထဲမှာရှားမယ်နော်ဆိုတော့ဟိုဥဆောင်လေးဆေးရုံဆေးကန်းကိုပျော်လို့လာတဲ့သူတယောက်မှမရှိဘူးအချိန်နေရ ညှိုးငယ်ပြီးလာကြတဲ့သူတွေအမလီသူတို့နဲ့တွေ့ရင်တခါတည်းကလူနာအားမတက်ဘူးဟောက်ခမ်းပြီးတော့မှဖြစ်လိုက်တာဆိုတော့အလကားကူပေးရတာကြာရမယ်ပတ်စံမရှင်ကုလို့ရလို့လားစံမရှင်စေးကုပေးလို့လား operation အရေးပေါ်ခွဲဆိတ်ရမယ်ပတ်စံမရှိဘဲနဲ့လူနာမလို့မဖြစ်ရင်မခွဲပေးလိုက်ရင်တေမာမလို့ဆိုပြီးတော့မှအဲ့ပုဂ္ဂလိကစေးုံနေမှာလေပြီးတော့မှနောက်ခါလာနောက်ခါစီပတ်စံကိစ္စရှင်းမယ်မခွဲလိုက်ရင်တေမာမလို့ခွဲပေးလိုက်မယ်ဆိုတဲ့စေးုံစေးကန်ရှိလားဆရာဝန်ရှိလားပတ်စံအရင် deposit သွင်း deposit သွင်းပြီးတော့မှလူနာဟာခွဲခန်းဝင်ရတာဟုတ်လား ဲ့တော့ဆရာဝန်တွေကနှလုံးလားဆရာဝန်တွေမလို့ဒီလူနာဟာတေမလို့ယောဂါဖြစ်နေပြီငါတို့တော့ဖြစ်တက်ကြွနဲ့ပညာနဲ့ငါတို့အရင်ခွဲစိတ်ပေးလိုက်မယ်ပြီးတော့မှလူနာတက်နိုင်ခြင်းမတက်နိုင်ခြင်းရှိလို့လားပတ်စံမပိုင်နိုးပါခွဲကမှမဝင်အောင်ဒီပိုးစစ်မတင်နိုးသွာ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 းဒို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 းဟုတ်လားအဲ့ဒါကိုသူတို့ကဘာကိစ္စနဲ့လူနာတွေကိုအဲ့လောက်မောက်မာရတာလဲအလကားခွဲပေးလို့လားအလကားကုပေးလို့လားအရေးပေါ် emergency ရောက်သွားတယ်ပုဂ္ဂလိကဆေးရုံနေ တင်မလို့ဖြစ်တယ်ပတ်စံတော့ပတ်စံရှင်းမဲ့သူမပါသေးဘူးပတ်စံမရှိဘူးဆိုပါစို့ဒီဆရာဝန်ကြီးကဒီယောဂါကိုခွဲစိတ်ကူတာပေးလိုက်ရင်ပျောက်သွားမယ်ဆိုပါစို့ခွဲပေးသလားအလကားမြစ်တာနဲ့သွင်းသလားခွဲကန်းနဲ့ဟိုဒီပိုစစ်ပတ်စံမတင်မင်းနဲ့နိုးနော်ဟုတ်လားအဲ့ဒါဆိုဘာလဲ business ဖြစ်သွားပြီလေစီးပွားရေးဖြစ်သွားပြီလေစီးပွားရေးဖြစ်သွားပြီ business ဖြစ်သွားပြီဆိုရင် service ပါရမယ် business ဆိုရင် service ပါရမယ်ကျေးဇူးရှင်မဟုတ်ဘူးမမောက်မာနဲ့ အရန်လူနာတွေဆိုအထင်သေးတယ်ကျမတို့လူနာတွေဟာဆရာဝန်မဟုတ်ဘူးဆရာဝန်ကိုအားကိုးလို့လာပြတာစီးပညာမတင်ဘူးဘူးစီးပညာအကြောင်းနားမလည်ဘူးဆရာဝန်ကိုအားကိုးပြီးလာပြတာအဲ့ဒါကိုလေအင်္ဂလိပ်လိုတွေဘိုးလိုတွေကြီးပဲရွတ်ပြီးတော့မှစီးပညာသူတို့တမ်းစီကြီးပဲပြောပြီးတော့မှလူနာကိုအဲ့လိုဆိုလူနာကနားမလည်လို့မင်းလေစိတ်မရှိပဲနဲ့လူနာကိုဟောက်သိဟန်းသေးတယ်ကျမတို့အမေတွေဆိုမင်းတော့ဆရာကြီးအင်္ဂလိပ်လိုကလည်းမသိတော့အဲ့ဒါကဘာပြောရလဲအဲ့ဒါကဘလို့ဖြစ်တာလဲအဲ့ဒီဟာဘလို့လဲဆိုအတော်ကြီး ဒွိုင်းနားမလဲနားလဲသူဘယ်သူလားလဲနားရှင်းလားနားလဲလူလားနားထောင်မွာဒွိုင်းနားမလဲဆိုပဲဒီလိုမျိုးတွေလာတာလေနော်လူနာဝမ်းမလီမဖြစ်ဘူးပေါ့လူနာပေါ်မှာမနှွေးထွေးဘူးစမဆရာဝန်တိုင်းအောင်မဆိုလိုပါဘူး90%ဆရာဝန်တွေအတိုင်းမဲလူနာပေါ်မှာမကျင်တာဘူးနော် လူနာပေါ်မှာမကျင်တော့ပတ်စံယူထားပြီးပြီဆိုရင် service ဆိုတာရှိတယ်လေကျွန်မခုနပြောတယ်လို့မျိုးပေါ့စီးရုံစီးကောင်အေးပေါ်ရောက်လာတယ်ငွေမတက်နိုင်လို့မလို့မှဆရာဝန်ကြီးကသူ့ရဲ့ပညာနဲ့တခါတည်းကိုခွဲစိတ်ကူတာပေးလိုက်တယ်ဆိုတော့လူနာဟာအင်မတန်ယာကင်လုံးနေပါတယ်အင်မတန်ရှားပါတယ်ကျွန်မတို့ပတ်စံမရှိရင်ကူတာလို့မရတဲ့သူတွေအများကြီးရှိပါတယ်အေးပညာတက်ပါလေဆိုတော့ဆရာဝန်ကြီးတွေတစ်ဖက်ကန်းကတ်တဲ့ဆရာဝန်ကြီးတွေကအတပြာနဲ့မှမဟုတ်လို့ရှိလို့ရှိရင်မကူပေးတဲ့ဆရာဝန်ကြီးတွေအများကြီးရှိပါတယ်ဟုတ်လား ဲ့တော့တို့ဘာလုပ်နေရလဲတို့ business လုပ်နေတာစီးကူးတယ်ဆိုတာတို့ရဲ့ business တို့ရဲ့စီးပွားရေးတို့ရဲ့အတံမွေးဝမ်းကြောင်း business ဆိုရင် service ပါရမယ်အဲ့ဒါပြောချင်တာအဲ့ဒါမြန်မာပြည်စီးလောကနဲ့ဆရာဝန်တွေရဲ့60ရာခိုင်နှုန်းသည်အရန်ဆိုးတယ်ကျန်တဲ့10%ကတော့လေးစားစရာကောင်းတဲ့အနစ်နာခံတဲ့ဆရာဝန်တွေအများကြီးရှိတယ်ရှားတယ်နော် အပီးလေးဖြစ်ဆီအောင်ဆေးကန်သွားပြဆိုဆီအောင်ဝင်အားကိုးတကြီးနဲ့ကိုရီးယားသွားတာလीနော်ဆီအောင်ဝင်နှစ်သိမ့်ဆွေးနွေးအပြောင်းလေးနဲ့ပေါ့ဘာဖြစ်လူနာပြောအခုမြန်မာပြည်ကဆီအောင်ဝင်နေကြအဲ့လိုမဟုတ်ဘူးနော်အာအချိန်နဲ့ပဲလူပြီးတော့မှလေတို့ကလေလူနာစကားလေးနားမထောင်ဘူးသိလားဟာလူနာလဲဟွာမဖြစ်ဘူးအဲ့ဒါပြောပြအောင်မဲ့ case နှစ်ခုကျွန်မပြောပြမယ်ဖွားဖွားကြီးကိုသွားပြတော့လေအဲ့လိုပဲဖွားဖွားကြီးကိုလေသွားပြဖွားဖွားကြီးဆိုတာလဲလေအသွေးမွေးဆူဆူပြည့်ပြည့်လေမဟုတ်ပါဘူးကျွန်မအမေရလဲလေသိလားနော်ကျွန်တော်လေသွားပြအဲ့တို့ကလေလေခေါ်တာဝင်ရကဲကြည့်တို့ဟွာဖြစ်ပြီဆိုနေရလေး တော်ကြီးတဲ့ကျန်ဆရာကြီးကလေဒီလားအတော်ကြီးဘဝိုင်းရလေဆရာကြီးဆရာကြီးရဲ့ဆရာကြီးရဲ့ဆရာကြီးရဲ့ဒီလိုဒီလိုလေးတော့ဖြစ်တယ်ပါနားမထောင်ဘူးအဲ့ဒါလေးဒီလားအဲ့လေအတော်ကြီးနဲ့အတော်ကြီးနဲ့အဲ့ဒါဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်ဘာညာဆိုဟာတင်းဆိုလေတအားစီဆိုတာဒီလားအဲ့ဒါအဲ့ဒါတခါနော်ခေါ်လိုက်တဲ့အခေါ်ကိုနေကလူအီးပိတ်သွားစီတယ်လေနော်ဒီလားအတော်ကြီးဆိုနေ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 နဲ့ကွာဒီလားအဲ့လိုပြောကြီးနေလေဟိုဘယ်လိုခေါ်မလဲအထင်တသိန်းကြီးနဲ့လေအဲ့လိုမျိုးကြီးခေါ်တာဒီလားဆိုတော့လူနာကမနှွေးထွေးဘူးပေါ့နော်ဒီလားဆိုတော့ဟိုအဲ့ဒါတခုနောက်ကတားငငယ်ငယ်တော့ ခြေတော်ကလေးနဲ့မှာရေချီပူလေးတွေဖြစ်တာပေါ့နော်ရေချီပူလေးတွေဖြစ်တဲ့ခါကျတော့လေကျမတို့ကလည်းစိတ်ပူတာပေါ့နော်ရေချီပူလေးဖြစ်တော့အဲ့ဒါနဲ့စိတ်အိုက်အောင်ရတနာမှာပဲစီးကံသွားပြင်းရတဲ့ခါကျတော့အဲ့ဆရာဝင်မကလေလူနာကလေးကဒီလိုနောက်ကျောဘက်မှာပေါ့သူကဒီလိုမျိုးစပွဲနဲ့ကနိုင်ငံဘက်ကိုစပွဲနဲ့ပြီးတော့လူနာကလေးကသူကစပွဲမှာမှာလူနာစာအုပ်ရောက်ပြီးဆိုတော့လေသူကလေစာအုပ်ကိုလူနာစာအုပ်ကိုလေဒီလိုကြည့်လိုက်တယ်လူနာနာမည်နဲ့စာအုပ်ကိုကြည့်လိုက်တယ်အတားပဲနဲ့နဲ့လေ6နှစ်ပေါ့နော်တက္က6နှစ်အာဘာဖြစ်လို့လဲလူနာကိုမကြည့်ဘူးနော်ဟိုကလေးကဂရင်ပေါ်မှာသေးလား ခြေထောက်လေးဒီလိုလေးနဲ့ဆက်ဆက်လေးနဲ့ငုတ်တော့ကလေးကလေးရနေဘာဖြစ်လို့လဲကိုကဘေးနာနေလေဟိုဆီယမရဲ့လို့ခြေထောက်မှာလို့ရေကြီးဘူးလေးတွေလို့ပေါက်လို့မလို့လို့အဲ့ဒါဘူဆောင်တက်တာလားတဲ့ဟုတ်ကဲ့ပါလို့ဆိုဘူဆောင်တဲ့ကလေးတိုင်းနဲ့အကုန်လုံးနဲ့အဲ့လိုမျိုးဖြစ်တယ်တဲ့စီးဆေးရမယ်သွေးဆေးရမယ်ဘာဆေးရမယ်ညောင်ဆေးရမယ်အကုန်လုံးရွေးချလိုက်တာဗျာသိလားတပြက်နာဆေးရမှာဒီလားခြေထောက်မှာရေကြီးဘူးဖြစ်တာလူနာလည်းမကြည့်ဘူးအဲ့အနာအောင်လည်းတစ်စက်မှမကြည့်ဘူးနော်ရေကြီးဘူးလေးဆိုးဆိုးဝါးမဟုတ်ဘူးဒီလိုလေးတွေလေရေကြီးဘူးလေးတွေမိလောင်ဘူးလေးတွေလို့အဲ့လိုလေးတွေဖြစ်တဲ့ခါကျတော့ဒီ CHCH ပေါ့လေ စစ်ဖို့ရေးချလိုက်တာကျမလည်းလေပုံမှန်ဆိုစစ်ပါတယ်စစ်စစ်တဲ့ကိစ္စပူတော်မှကောင်းသေးတယ်နော်ဒါပေမဲ့လေလူနာအောင်လည်းမကြည့်လိုက်ဘဲနဲ့စစ်ဆိုတာကြီးတော့တဘာဝမကြောက်ဘူးလေဟုတ်တယ်လားလူနာအောင်ကြည့်ပြမှာခြေတော့ကဟာဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်အဲဒါလေးဆိုတော့ဘာဖြစ်နိုင်တာဘလို့ပဲလူနာရဲ့ဝေဒနာအောင်မကြည့်ဘဲနဲ့ तू ကနမ်းမျက်စိရနေလို့လား तू ကလေစိတ်တွေစိတ်ကနေတော့တွေးစိတ်ကနေတော့တမျက်နာပဲအောက်လည်းရောက်လည်းရောက်ကောဟိုငွေရှင်းကောင်းတာလည်းရောက်လည်းရောက်ကောဟိုကလေမရဲဒီမရဲဒါလေးစိတ်ရမယ်တယ်ဘလောက်ဘလောက်မစစ်ဘူးလို့ပြောလိုက်တယ် စစ်ဘူးလို့ဘာတစ်ခုမှမစစ်ဘူးလို့ရတယ်လို့စင်းရောဘာစင်းမှလည်းမယူဘာတစ်ခုမှလည်းမစစ်ဘူးလို့ဆရာဝန်ကဘယ်လောက်ကြလဲဆိုတော့ကျမတို့ရှင်းခဲ့တယ်ရှင်းခဲ့ပြီကျမတို့အပေါ်လမ်းအပေါ်ဂုံးပေါ်မှာလေရက်ခွက်တွေကဆရာဝန်မှလေးရှိတယ်အဲဆရာဝန်မှလေးကအခုတော့နိုင်ငံသားထွက်သွားပါပြီသူတို့ငငယ်နေရပြတာအဲဆရာဝန်မှလေးစီလေသွားလဲသွားလဲသွားလိုက်ကောဘာမှမဟုတ်ဘူးအမကလေးတွေဆိုတော့ခြေအိတ်ပူလောင်ပြီးတော့မှရေချီပူလေးတွေဖြစ်တဲ့ဟာဆိုပြီးတော့မှရားရားနာဈေးလေးလိုမျိုးခရင်လေးပေးလိုက်တယ်နှစ်ရက်ပဲလူရတယ်ပျောက်သွားတယ်တိလား ဲ့တော့လေပြောချင်တာကလေကျမတို့မြန်မာပြည်ကဆရာဝန်တွေအများစုကကောင်းပါတယ်ကောင်းတဲ့ဆရာဝန်တွေအများကြီးလည်းရှိပါတယ်နော်အခုအဲ့ဒီတွေကမှကျမတို့အခုရင်ဘတ်ခွဲတဲ့ဆရာဝန်မကြီးဆိုဒေါက်ခင်မြက်ဇန်ဆိုတာအရန်ကောင်းတဲ့သူဆိုလေလူနာပေါ်မှာအရန်နှွေးထွေးတယ်စစ်စေးရောင်နေသူဘုံမှုနဲ့လားမသိဘူးထွက်ထားတာဆိုတော့လေဟိုလူနာစကားနားထောင်နေပေါ့နော်လူနာရဲ့ပြောတဲ့ဝေဒနာကိုသူတေးသေးချာချာနားထောင်ပြီးတော့မှ decision ပြောတယ်ပေါ့နော်ဆိုတော့တချို့ဆရာဝန်တွေကများသောအားဖြင့်လေလူနာအရေးအတွက်များအောင်ပဲသူတို့လေ ကြည်တာနော်လူနာပြောတာလဲနားမထောင်ဘူးဟာလူနာရဲ့ဟိုဥစားလဲဟိုလူနာဘလို့ခံစားရလဲဆိုတာကိုနားထောင်တော့မှသူတို့စီးပင်းရတာပိုအဆင်ပြေမှာပေါ့အဲဒီစားတော့မှပို့ပြီးတော့မှဟိုဥစားဖြစ်မှာပေါ့နော်ဆိုတော့လူနာရဲ့ပြောတဲ့ဒီ feeling တွေလူနာရဲ့ခံစားရတဲ့ခံစားချက်တွေဘာတစ်ခုမှနားမထောင်ဘူးငကြက်တက်တော့သူတို့ထင်ရပဲပြောပြီးသူတို့ကသူတို့လေးစာရွက်တီတာရယ်ကုန်ကြီးပြီးတော့လူနာကိုလည်းမျက်စိစစ်စစ်မကြည့်ဘူးနော် အဲ့ကျမခဲကိုတယောက်လေးဖြစ်ဖူးတယ်အဲ့တော့အဲ့လိုပဲစီးရုံသွားတဲ့ကစား तू ကလေ तू ဖြစ်ချင်တဲ့ तू ဖြစ်နေတဲ့ဟာကိုပြောပြတာပေါ့နော်ဆရာဝန်ကိုလေပြောပြတဲ့ကစားဆရာဝန်ကလေခင်ဗျားလေပြောလို့မပြီးနိုင်သေးဘူးလားလေခင်ဗျားကလေဒါ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 မဟုတ်ဘူးဆရာကကျွန်တော်ခန်းစားနေရတာဒီလိုဒီလို तू ကလေပြောပြ तू ကလေဟိုမိုဖာဆိုတော့နည်းနည်းလေးပညာတတ်ဟိုဟာပေါ့လေဟိုနည်းနည်းလေး तू ကလေတတ်သိနားလေမိုဖာအဲ့ဆိုတဲ့ကစား तू ကလေဒီ English stems တွေကိုလေ तू ကောင်းကောင်းကြီးသိတဲ့ခါကျတော့ तू ကလေဟာဒီလို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 ပေါ့လေကျွန်တော်ဒီလိုဒီလိုတော့ဖြစ်တယ်ဆရာဒီလိုဒီလိုပြောပြတဲ့ခါကျတော့လေ ်နားထောင်မနေခင်ဗျားလည်းနောက်မှလူနာတွေရှိသေးတယ်လေဟိုဥစားလည်းခင်ဗျားပြောလို့လည်းမပြီးနိုင်သေးဘူးလားလေဆိုတဲ့ခါကြတော့လူနာတယောက်ကိုအချိန်ပေးရမယ်လေအဲ့တော့မှသူစေးကူလို့ရမှာပေါ့ထိုးမဲ့ချိန်တွေပါဖြစ်လို့စေးကန်းထဲမှာ တင်လားအဲ့ဒီဆရာဝန်ကန်နဲ့မှထိုးမယ်ချိန်မယ်ဒီပါဖြစ်တော့တာဟိုကနေမသူပြောနေဟောင်းနားထောင်တော့မှသူတို့ဆေးပေးလို့ပြောတာဖြစ်လို့ရမှာပေါ့နော်မနှက်မာတဲ့လူနာတွေရှိတယ်ဆိုတော့ကျမတို့ကဟိုကော်ဖီဝင်ဖို့ဒန်းစီတာလည်းမဟုတ်ဘူးလေဟုတ်တယ်လားမုတ်ဝင်ဖို့ဒန်းစီတာလည်းမဟုတ်ဘူးလေနောက်မှဆရာဝန်နေဟိုနောက်မှလူလူတွေရှိသေးတယ်မပြီးသေးဘူးလားလို့ပြောရအောင်ကလေလေဟုတ်တယ်လားလူနာတယောက်ဆိုတာဒီလူနာရဲ့ဒီရှင်ဘက်ကလေးကအောင်နာဘလို့အောင်မအောင်နည်းနဲ့အောင်နာဘလို့ဖြစ်တာဟဲ့ဒီနားလေးကတော့ဘလို့လေးနာတာဒီဆေးတောက်လိုက်လို့ရှိလို့ရှိရင်ဘလို့ခံစားတာမူးတယ်မော်တယ်အန်ဂျင်နဲ့ရားတယ်ခေါင်းကိုက်တယ်ဘလို့ဖြစ်တယ်ရှင်ဘက်ကထိုးအောင်လေဒါကြတော့မှနေဒီဆေးနဲ့မတည့်ဘူးလား 你用干巴片来拿来不喽？现在路也麻烦，难查很多。 နမ်တောင်နမ်တောင်မနွေးထွေးဘူးပေါ့နော်ဆိုတဲ့ခါကျတော့အဲ့ဒီမှာနေနေလူနာတွေကဆရာဝန်နဲ့ပြောင်းရမယ်ဆိုရင်ကိုကြောက်နေသူတို့ရဲ့ English terms ကိုလည်းဒီဒီ terms တွေကိုလည်းဒီလူနာတွေကလည်းမခေါ်တတ်ပါဘူးမပြောတတ်ပါအဲ့တော့ဒီ English terms တွေနဲ့ဒီပဲသူတို့ကပြောင်းသွားတဲ့ခါကျလေလူနာတွေကလည်းသူတို့ပြောတာလဲဘာမှန်းလဲနားမလဲဘလို့လဲနားမလဲဟုတ်တယ်လားလူနာနားလဲအောင်ဒီစေပညာအခေါ်အဝေါ်တွေရဲ့ terms တွေကိုလူတိုင်းကနားလဲတာမှမဟုတ်တာဟုတ်တယ်လားအဲ့တော့လူနာနားလဲအောင်ရေးလဲအောင်ရှင်းပြနိုင်စွမ်းရှိတဲ့ဆရာဝန်ကလေကျွန်မထင်တယ်စေးလောကမှာ10%လောက်ပဲရှိမယ်နဲ့တွေ့ရနော်များသောအားဖြင့်ဆရာဝန်တွေအကုန်လုံးကတော့လေအဲ့ဒါနဲ့90%လောက်ကတော့ငွေနဲ့ ပဲလိုက်တာเนาะအချိန်နဲ့ငွေနဲ့ပြီးရင်လေတနာကြီးဆိုရင်လေ၃နိုင်လောက်မှသူတို့ရောက်တယ်အဲ့တော့လူနာတွေကလေစောင့်ပြီးအကုန်လုံးကအားလုံးရဲ့လူတိုင်းရဲ့အချိန်ဟာတန်ဖိုးရှိကြတယ်လေเนาะသူတို့အချိန်မှာတန်ဖိုးရှိတာမဟုတ်ဘူးလေကိုနောက်ကြတယ်ဆိုရင်သူတို့ကမစောင့်ဘူးเนาะသူတို့နောက်ကြတယ်ဆိုလို့ရှိရင်ကိုနောက်ကြတယ်ဆိုပြန်သွားပြီး ဆရာကြီးကဆရာမကြီးကပြန်သွားပြီးတော်တော်များဆိုလို့ရှိရင်တနာကြီးစေးကန်းချိန်ဆို၃နာရီလဲရောက်မလား၄နာရီလဲရောက်မလားဟိုတနည်းကဆိုလဲဘယ်စေးရုံကလဲမသိဘူးပို့စေးတစ်ခုတွေ့လိုက်တယ်ခွဲကန်းကိုဝင်ကန်နီးတဲ့ဆရာမကြီးစားတဲ့အဲမုတ်စားတဲ့အစာပြေစားတဲ့ဟာရဲ့ bill ကိုလူနာစီကနေထည့်တောင်းထားတယ်ဆိုတဲ့ဟာမြန်မာပြည်ရဲ့စေးရုံစေးကန်းနဲ့ဒီစေးလောကလဲတော်တော်ပဲ့တယ်နော်သိလားအဲ့လိုမျိုးလင်းဒါဆိုကျွေးမွေးအခန့်စေးရိတ်ဒီလူနာစီကဘာတောင်းစရာလို့လဲဒါစေးရုံကကြတဲ့ရမှာလေသူကသူဘာပဲစားစားလေဟုတ်တယ်လားလူနာတွေကလဲကောင်းကောင်းမွန်မွန်နဲ့ပြောဆိုတယ်ဆိုလို့ရှိရင်ဒီမုတ်တပွဲတစ်ခွက်ကျွေးရလောက်တာလောက်ကိုလဲစေတနာမဲတဲ့လူတယောက်မှမရှိပါဘူးဒီ ချက်မကတော့မှပဲကရော့ကျင်ညာတည်တဲ့သူတွေဒီပဲယောဂဝေဒနာပျောက်တဲ့သူဆိုလို့ရှိရင်လေနော်ဒါပေမဲ့လည်းလူမောင်းဝါတာတွေကိုပြောပြတာစိတ်ယုံစိတ်ကန်းနေရလေနော်လူမောင်းဝါတာတခါတည်းကလေအတပြာပဲပတ်စံပဲကျမတို့ဟိုတနည်းအောင်ပြောတယ်မနည်းဆိုဆိုင်းဆရာဆိုနိုဒီခွဲရဆိုတိတ်နေစင်ဒီပါကြတယ်နော်ဆိုတော့ပတ်စံမရှိရင်တေဖို့လို့ဘာယောဂပဲဖြစ်ဖြစ် ပစံမရှင်တေဖို့စေယုံစေကံသွားလဲဆိုလို့ရှင်ဒါကြောင့်ကျွန်မလူနာတွေကိုလေအခုခွဲစိတ်ကူးတာရဲပရာဟီတာလုတ်တယ်ဆိုတာဒါကြောင့်လို့ကျွန်မလုတ်တာစင်းရဲတဲ့သူတွေဆိုဘလို့မှမတက်နိုင်ဘူးလေနော်ဆိုတော့ကလေးတွေဒီချီပါစရာဒီစအိုဘောက်မပါလာတဲ့ကလေးတွေဆိုသူတို့ကလည်းသူတို့ဆိုဒီ process တစ်ခုကသိန်း300လောက်ဆိုမကုန်နိုင်ဘူးလေနော်ပြီးရင်အချိန်ချင်းအချိန်ချင်းလုံးကဒါကြောင့်ကျွန်မဓာတ်တွေကိုပရာဟီတာလုတ်တာသိလားဆိုတော့ အနဲ့ကိုဆိုဒီဒီအဲ့ယောဂါတွေကလည်းပတ်စံရှိလူနန်းစားစီမှာမဖြစ်ဘူးဒီပတ်စံမရှိတဲ့လူနန်းစားစီမှာပဲဖြစ်တာတိလားဒီချီချီအိတ်မစင်အိတ်ကြီးနဲ့ခါမှာချီပြီးတော့မှတစ်ချိန်လုံးလေနေနေကြရတာလीเนาะအဲ့ဒါကြောင့်မလို့လေကျွန်မအဲ့ဒီလိုမျိုးပနာဟိတကိုကျွန်မငွေကုန်ကြေးချခံပြီးခွဲစိတ်ပေးတာတိလားကျွန်မမညိုညင်ပါဘူးကျွန်မတို့ဆိုအခုစေးရုံဆိုအရန်ကုန်တာเนาะဟာတခါလဲကိုလေကိုခွဲစိတ်ခံရလေကုန်ကြစိတ်တွေကိုပြပြတာငွေမရှိရင်ဒါပေမဲ့ပြောစင်တာကလေကျွန်မတို့တွေကလူနာတွေဆိုတာကငကုန်ထဲကစိတ်မချမ်းမြေ့မှုတွေရှိနေပြီးသား ကျမ်းမာရေးအရာကျမ်းမာရေးကိုကုသမဲ့ငွေကြေးစင်းရင်းအရာကျွန်တော်တို့တွေကစီးရုံစေကန်းကိုရောက်လာပြီဆိုမြပျော်လို့ရောက်လာတဲ့သူတယောက်မှမရှိဘူးဟုတ်လားညှိုးနွမ်းညှိုးနွမ်းမှုနဲ့ညှိုးငယ်မှုနဲ့ရောက်လာတဲ့သူတွေဒီပဲဒီနေရာကိုရောက်လာတာအဲ့ဒီမှာဆရာဝန်တွေဆရာမတွေနတ်ဆမတွေကတမျိုးဆရာဝန်တွေကတမျိုးတင်လာအဲ့ဒီမှာမှအစိုးရစီးရုံနေဆိုလို့ရှိရင်အပေါက်ဆောင်ဒလန်ဝမ်မှာကြောက်ပါသေးတယ်နော်စေးရုံနေမှာလေပြည်သူစေးရုံနေဆိုလို့ရှိရင်လေအပေါက်ဆောက်ဒလန်ဝံကအစကျွန်တော်တို့တွေကကြောက်ရတာဆိုတော့လေ ဒီဒီလိုအရက်ဒေတာမျိုးကိုဘယ်သူမှမလာကြမှာဘူးဟုတ်တယ်လားဆေးရုံဆေးကန်းဆိုတာဘယ်သူမှပျော်လို့အားရပြီးတော့မှလာခြင်းနဲ့သူတယောက်မှမရှိဘူးမတက်ပါတဲ့အဆုံးမလို့ဒါလေလာကြတာအဲ့တော့လေဆရာဝန်တွေဆရာမတွေဟာလေလူနာပေါ်မှာလေအပြုံးလေးနဲ့ချွတ်ချွတ်သားသားနဲ့နွိနွိထွိထွိနဲ့ဆိုလို့ရှိရင်လူနာတွေကခံစားရတဲ့ဝေဒနာတက်တာပါလေတဝက်လောက်လေပျော်ရင်ဆိုရဲသွားမယ်အချိန်ပေးပြီးနားထောင်စေခြင်းနဲ့ဒါကြောင့်မလို့လေကျွန်မတို့မိတ်ဆွေတွေထဲမှာဆိုရှိတယ်သိလားမြန်မာပြည်မှာလေကန်ဆာမဟုတ်ဘူးကန်ဆာနာမည်တက်တယ်ကန်ဆာဆေးတွေတောက်ပြီးတော့မှလေလူကလေတကယ်ရောဂါမရှိဘူးအဲ့ဒီဆေးရဲ့ side effect နဲ့လူကစမုံတုံးတာ တင်လားတကယ်တကယ်အဲ့နဲ့မရဘူးမတက်တောင်မတက်တောင်နိုင်ငံသားပြည်ဘယ်သူမှကင်ဆာလို့ပြောတာလဲမြန်မာပြည်ကဆရာဝန်တွေကကင်ဆာလို့ပြောတာဆိုအဲ့ဒါကြောင့်မလို့နိုင်ငံသားကအခုကျွန်တော်တို့ဘန်ကောက်သွားရင်လေတော်တော်များများကမြန်မာပြည်ကစစ်ထားတဲ့ချက်ကပ်ပြည့်ဟာကိုမယူဘူးမကြည့်ဘူးလက်မခံဘူးတင်လားအထင်သေးခံရတာပေါ့နော်ကျွန်တော်တို့မြန်မာပြည်စေးလောကမှာလေကောင်းတဲ့ဆရာဝန်ကြီးတွေမရှိဘူးလားဆိုရှိပါတယ်10%လောက်တော့ရှိပါတယ်ဒေါ်လာက1290မြန်မာလေးအဲ့တော့ကျန်တဲ့90%လောက်ကတော့ဆရာဝန်စေးလောကငွေပဲ ပြီးတော့တိတ်အပေါက်ဆိုးတာပဲเนาะတိတ်အပေါက်ဆိုးတာပဲသိလားသူတို့တောင်ရင်တက်တယ်သူတို့လောက်အကုန်လုံးကမတိမတက်တဲ့လူတန်းစားဆိုတဲ့ပုံ